ိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဘရိုနီကာကိုအေးနေခဲ့ရတဲ့ဂျူနီယာဖက်ဒက်စ်အခုဆိုရင်သူ့အိမ်ကိုပြန်ပြီးတော့မိသားစုကိုဝိုင်းဝန်းကူညီနေပါပြီဂျူနီယာဖက်ဒက်စ်ဟာမိသားစုကိုဈေးကူရောင်းပြီးတော့ဝိုင်းဝန်းကူညီနေတာကိုမြင်တွေ့ရတယ်ဗျဒါကိုမြင်တွေ့ရတော့ World Championship မှာတချို့ဖိုက်တာတွေကအခုချိန်အထိအောက်ရှည်သိမ်းအလုပ်တွေကိုလုပ်ကင်နေရစေမိသားစုရက်တည်နိုင်မှုအတွက်တပတ်လန်းကနေအခုလိုလုပ်တွေကိုလုပ်ကင်ပြီးတော့မိသားစုကိုဝိုင်းဝန်းထောက်ပံ့ပေးနေရစေဆိုတာ သွားမြင်ခဲ့ရတယ်ဗျ။ဒါကိုဘာကြောင့်ပြောရတယ်လဲဆိုတော့ Junior Fighters နဲ့ထိုးခဲ့တဲ့ Bronica Bronica ဆိုရင်လေမြန်မာနိုင်ငံမှာရှိတော့ငါဆိုရင်သူ့အိမ်မှာသူတို့ကအရေးရောက်နေရောင်းနေချိန်မှာသူကကြောင်းတက်တဲ့ကြောင်းသူရွယ်ဒါပေမဲ့မိသားစုရဲ့ဝမ်းရေးအတွက်သူကကြောင်းမသွားခင်မှာအဲ့ရက်ကိုမှားထားတဲ့နေရာစီသွားပိုးရတယ်။နောက်ပြီးတော့နေအိမ်မှာဒီရဲရောင်းနိုင်မှာလေဝမ်းဝန်းကူညီပေးကြရတယ်ရှိတယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ဝမ်းမှာထိုးနေတဲ့ဖိုက်တာအများစုဟာအလုံးဘာနသည ရှောင်းမွေဖြစ်နေတာမဟုတ်ပါဘူးအခုလိုအခက်အခဲတွေရှိနေကြဆဲဖြစ်ပါတယ်ဂျူနီယာဖက်ဒက်ဆိုရင်ဘရိုနီကာနဲ့မထိုးခင်မှာဒီဘွဲကိုအနိုင်ထိုးလိုက်နိုင်ရင်သူတို့မိသားစုဘဝတစ်ပတ်တစ်လကနေအပြောင်းလဲဖြစ်ဖို့အတွက်အများကြီးမျှော်လင့်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အိမ်မက်ကပြတ်သွားခဲ့ရတယ်ပေါ့လေဘရိုနီကာသူ့ကိုအလဲထိုးသွားခဲ့တာဟုတ်သူကအသက်ဆက်ကုန်းနေပဲရှိသေးတယ်ရှေ့မှာဘရိုနီကာနဲ့မထိုးခင်ခုနှစ်ဘွဲဆက်တာနိုင်ထားတယ်ဒီတော့ဘရိုနီကာကိုအနိုင်ရလိုက်မယ်ဆိုရင် သူ့ကိုဝမ်ရှမ်ပီယံရှစ်ဘက်ကအမေရိကန်ဒေါ်လာတစ်သိန်းနဲ့ဆာအူဒီပေးဖို့ကတရားတလောက်ရှိနေတယ်။ဒါကြောင့် Stan Fedders ကိုတိုင်ကလိုက်ပြီးတော့ Junior Fedders ကိုဝမ်ရံပေးခဲ့တာဖြစ်တယ်။ဒါပေမဲ့ Junior Fedders အတွက်ကတော့မှန်းချက်နဲ့နှမ်းထွက်မကြိုက်ခဲ့ဘူးဖြစ်သွားခဲ့ရတယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့ Bronica အစွမ်းပြသွားတယ်ပွဲဖြစ်သွားတာဟုတ်။အဲတော့ Junior Fedders ဟာအမေရိကန်ဒေါ်လာတစ်သိန်းနဲ့ဆာအူဒီရရှိဖို့အတွက်နောက်ထပ်ပွဲစဉ်တွေကိုဆက်လက်ဖြတ်သန်းရဖို့ရှိသွားခဲ့ပြီ။လက်ရှိမှာတော့ Junior Fedders က မိသားစုနေထိုင်တဲ့ထိုင်းနိုင်ငံအရှိမြောက်ပိုင်းအီဆန်ဒေသစီကို သူပြန်သွားခဲ့ပြီအီဆန်ဒေသခွန်ကန်ခရိုင်မှာသူတို့မိသားစုကနေထိုင်တယ်ခမသူ့ရဲ့အမေကတီးပင်စားပင်နဲ့ပန်းပင်ပြိုးပင်တွေရောင်းချပြီးတော့အသက်မွေးပါတယ်ဂျူနီယာဖက်ဒက်စ်ကဇာတိမီခွန်ကန်ကိုပြောင်းပြီးတဲ့နောက်မှာဒဏ်ရာတွေကိုစေကူတော်မှခံယူနေတယ်ပြီးတော့တတ်နိုင်သလောက်သူ့အနေနဲ့အနာယူပြီးမှလေ့ကျင့်ရေးပြန်လည်စတင်သွားမယ်လို့ဂျူနီယာဖက်ဒက်စ်ကပြောထားပါတယ်လက်ရှိမှာတော့သူ့မေရဲ့တီးပင်စားပင်နဲ့ပန်းပင်ပြိုးပင်တွေစိုက်ပျိုးတဲ့ ဒီရှန်ဝန်းထဲမှာဝင်ရောက်ပြီးတော့ဂျူနီယာဖက်ဒက်စ်ကကူညီလုပ်ကန်နေတာကိုကျွန်တော်မြင်တွေ့ရပါတယ်ခင်ဗျဂျူနီယာဖက်ဒက်စ်အနေနဲ့ဘရွန်နီကာကိုအားမလျှော့စရန်ထိုးတက်သွားပုံတွေကိုတော့ပရိသတ်တွေကအခုချိန်ထိတာအမှတ်တရပြောကြားနေသေးပါပဲတချို့ဖိုက်တာတွေဆိုရင်ဘရွန်နီကာရဲ့ထိုးချက်တွေမှာပထမပွဲကြီးမှာပုံရက်သားလဲကျသွားလောက်တယ်ဒါပေမဲ့ဂျူနီယာဖက်ဒက်စ်ကတော့အညံ့မခံအရှုံးမပေးဘဲနဲ့တတ်နိုင်သမျှသူ့မှာအားရှိသရွေ့ ်ဘရိုနီကာကိုရှင်ထိုးသွားတယ်နောက်ဆုံးမရှင်နိုင်တဲ့ရှင်ကိုရောက်မှဘုံဘုံလဲကြသွားတာဖြစ်တယ်ဆိုပြီးပရိသတ်တွေကသူ့ရဲ့တက်တီကိုရှင်းပြနေကြပါတယ်ခင်ဗျလက်ရှိမှာဒါဒီကလေးမလေးကမိသားစုကိုလည်းအခုတို့တစ်ဖက်တစ်လမ်းကနေဝိုင်းဝန်းကူညီပြီးတော့အိမ်မှာတီးပင်စားပင်နဲ့ပန်းရင်ပြုတ်ပင်နေ channel မှာဝင်ရောက်လုပ်ကံပေးနေပြီဆိုတာပရိသတ်တွေသိရှိရအောင်တိဆက်ပြပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာတ िश ူအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ